သင်္ကုတ္တရပါဠိတော်မှာအဲ6မျိုး6မျိုး၄လီပြထားတာရှိတယ်ပေါ့။တစ်ဆက်နဲ့၄မျိုးပေါ့။အဲ့ဒါနမတ္တကဘာလို့ဆိုလို့ရှိရင်မြတ်စွာဘုရားအပေါ်မှာမယုံမသိမလေးစားဆိုတော့မလုပ်ဘူး။ဒါနမတ္တ။တရားနဲ့ပတ်သက်ပြီးမယုံမသိမလေးစားဆိုတာမရှိဘူး။ပုရုဇဉ်တွေကြတော့ရှိတယ်လေ။ဘုရားကမယုံသေးဘူးဆိုတာဘယ်လိုဟာမျိုးတော့ဆိုလို့ရှိရင်ကြည့် တထုအာဃာရဝဆိုတာတရုတ်တရားရှိတဲ့ဘုရားကိုခုချိန်မှာမရှိတော့တာစေတီဘုရားပဲဖြစ်စေမိမိတို့အိမ်မှာကိုယ်ပဲတဲ့ရုပ်ပွားတော်ရှိမှလည်းဖြစ်စေ။အော်ကိုယ်ကနေမယ်ကြိုးပေးနေမယ်ဆိုရင်ဒါအာဃာရဝလို့ခေါ်တယ်။နော်ဘုရားကိုကြိုးပေးနေမယ်ဘုရားကိုဘုရားရှိမှ ပြောချင်ရည်ပြောနေမယ်ကိုယ်အိမ်မှာဆင်းလို့တော့ကိုယ်ွယ်ထားတယ်ဘုရားကနဲ့ဝင်ပြီးတော့ပြောချင်ရည်ပြောမယ်ဆိုလို့ရှိရင်ဒါအာဃာရဝလို့ ။ဟောတတ္တဝံပုဂ္ဂိုလ်ကြဒါမျိုးမလုပ်တော့ဘူးတဲ့။ကုသဇဉ်တွေမှာဒါမျိုးဖြစ်တယ်။ဘုရားကျောင်းကနေသွားပြီးတော့ဘုရားရုပ်ွားတော်ရှိမှအိတ်ချင်လဲအိတ်နေမယ်။နော်ကြောပိတ်ထိုင်ချင်လဲထိုင်မယ်။မုန်တန်းတရားတွေလျှောက်ပြောချင်လဲပြောနေမယ်။အကုန်လုံးနေသေးတယ်ဒါတတ္ထုအခါရဝါလို့ခေါ်တယ်။စေရီတော်ရောက်တဲ့အခါမှာလည်းပဲစေရီနာမှာနေဘူးလို့ဆိုပြီးတော့စေရီတော်ကိုဥပ္ပချပဲနဲ့ထီးဆောင်သွားတယ်ဒါလည်းအခါရဝါလို့ခေါ်တယ်။ ဖះမြင်အတန်းနဲ့ဖဏကြီးစီးသွားနေတဲ့အဃာရဝလို့ခေါ်တယ်။ဟောဓာမျိုးတွေကပုရုษေတွေမှာဖြစ်နေတုံးပဲ။သောတပန်ကျတော့ဓာမျိုးကိုမလုံတော့ဘူးတဲ့။မလုံတော့ဒါအဃာရဝ။ဓမ္မအဃာရဝဆိုတာတရားပွဲလာပြီးတော့တရားနာရင်ကနေငိုက်နေပဲအိတ်နေပဲဆိုရင်ဒါဓမ္မအဃာရဝလို့ခေါ်တယ်။တို့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 နဲ့လက်ကုပ်ပြီးစကားပြောနေရင်ဒါအဃာရဝလို့ခေါ်တယ်သူက။အာယုဆိုင်ပြီးတော့တရားကိုမနာဘဲနဲ့နေမယ်။ ကြောပိနေမယ်နားလွဲနေမယ်စကားပြောနေမယ်ဆိုရင်ဒါဓမ္မအခါတော်လို့ခေါ်တယ်။ဟောသရမံပုဂ္ဂိုလ်ကြတော့ဒါမျိုးမလုံးတော့ဘူး။တန်ခါအခါတော်ဆိုတာတန်ခါနဲ့ပတ်သက်ပြီးတော့မယုံမသိလောက်တာမယုံမသိပြောတာအဲ့ဒါလည်းပဲသတ္တဗံပုဂ္ဂိုလ်ကြီးကမလုံးတော့ဘူး။နောက်တစ်ခုသိခါရအခါတော်ကိုကျင့်ရမယ်အကျင့်သိခါပုံမှာဟိုကျူးလွန်ခြင်းကျူးလွန်လိုက်တယ်ဖောက်ပြက်ခြင်းဖောက်ပြက်လိုက်တယ်ဆိုကိုကျင့်တရားကိုမလေးစားဘူး။ဟော ဲ့ဒီအဂါတော်ကပုထုဇဉ်ဒီမှာရှိတော်လည်းပဲတောတဗံဖြစ်သွားပြီဆိုရင်မလုပ်တော့ဘူးလို့ဆိုလို့နောက်တစ်ခုကအနာဂမနိယဝတ္ထုသူ့အနေနဲ့ပုဂ္ဂိုလ်မြတ်တွေလောကမှာလူတော်လူကောင်းတွေမကျွလွန်တိုက်တဲ့အရာမျိုးဆိုရင်သူဘယ်တော့မှမကျွလွန်တော့ဘူးတဲ့ပုထုဇဉ်ဒီကျတော့ကျွလွန်ကောင်းကျွလွန်လိုက်တယ်အော်နောက်တစ်ခုကတော့မအားတော့ဆိုလို့ရှိရင်ရှစ်ခုမြောက်ဘဝရှစ်ခုမြောက်ဘဝမှာဘယ်တော့မှပရိသေတွေမနေဘူး။ ဒါအဲ့ဒီ6ခုကဒါစစ်စာပြီးဌာနတဲ့တောတဘာပုဂ္ဂိုလ်တွေမဖြစ်နိုင်တဲ့ပထမ6ခုဒီလိုမှတ်ရတခါဒုတိယ6ခုကဘာလဲလို့ဆိုရင်နောက်တုတ်တန်တစ်ခုမှဖော်ပြတယ်တောတဘာပုဂ္ဂိုလ်ဟာသင်္ခါရတရားမှန်တယ်ဗျဘယ်သင်္ခါရမှနေဆာလို့မမှတ်တော့ဘူးအနိစ္စကြီးပဲအကုန်လုံးရှင်းရှင်းလင်းလင်းကြီးမြင်သွားတယ်ဟုတ်လားနေဆာလို့ဘယ်တော့မှ မမရရင်မမြင်တော့ဘူးသင်္ခါရတရားမှန်သမျှဘူးဒုက္ခလို့ဘယ်တော့မှမမြင်ဘူးပုထုဇဉ်နေကြတော့နေစာလို့လည်းမြင်သေးတယ်ဒုက္ခလို့လည်းမြင်နေသေးတယ်ဟောဒုက္ခလို့ထင်ညမထင်မှာမထင်လို့တောင်မှပြောနေတာပေါ့နော်ဒုက္ခလို့ဟောခင်းနေကြတာပေါ့နောက်ဓမ္မတဘာဝတရားမှန်သမျှကိုအနတ္တလို့မြင်တယ်အတ္တလို့ဘယ်တော့မှမမြင်ဘူးဒါမဖြစ်နိုင်တာတော့နောက်တစ်ခုကတော့ အနန္တရိယကံ၅မျိုးကိုဘယ်တော့မှမကျွလွန်တော့ဘူးအမေတ္တဓာအဖေတ္တဓာစသဖြင့်ဒီလိုပြစ်မှုမျိုးတွေကိုဘယ်တော့မှမကျွလွန်တော့ဘူးနောက်တစ်ခုကဘာလို့ဆိုရင်ကောတုဟလမင်္ဂလေနသုတ်တေပစ္ဆံပါကောတုဟလမင်္ဂလာဆိုတာဟောအမြင်မင်္ဂလာအကြမင်္ဂလာအဲ့ဒါတွေကိုယုံကြည်ပြီးတော့လောကမှာကြီးပွားတိုးတက်နိုင်တယ်လို့ယုံတာခုခေတ်မှာပိုများသေးတယ်နော် ကြပန်းကိုဖျားမတင်ရဘူးကြားနေပါဆိုလို့ပန်းတိဖျားမတင်ရဘူးပြန်မမှာဆိုလို့အတန်ဆွဲတွေနဲ့လိုက်ပြီးတော့ကျေရရာတွေအတန်ဆွဲတွေနဲ့လိုက်ပြီးတော့နေတာဟာဒီကောတုဟလမင်္ဂလာကြီးပဲပေါ့နော်ကောတုဟလမင်္ဂလာကြီးဒါကြောင့်မို့ဟောအကြံစီအောင်လို့အိမ်မှာကြံပင်စိုက်ထားလို့ဟုတ်လားဒါရီယာကောတုဟလမင်္ဂလာလို့ခေါ်တယ်ချက်ချင်းအကျိုးပေးခြင်းလို့ခြင်းစားတာလို့ ဟောညာတွေကကောတုခန္ဓာမင်းလားဓာတွေကတတ္တဝါဖြစ်သွားရင်မလုံတော့ဘူးဓာမျိုးတွေဘယ်တော့မှမလုံတော့ဓာတွေပေါ်မှာအယုံကြည်လည်းမရှိတော့ပုရုဇဉ်နေကြတော့အဲ့ဒါမျိုးတွေလုံတယ်ကျေတရားတွေခြေလို့ခြေနော်အမျိုးစုံလုံကြဟုတ်တော့တော့မှဖြစ်သွားလို့ရှိရင်ဒါမျိုးကမလုပ်တော့ဘူးလို့လို့ဆိုတော့နောက်တစ်ခုဘုရားသာသနာတော်ကအပြင်ပမှာဌာနကောင်းမှုပြုဖို့ရပုဂ္ဂိုလ်ဘယ်တော့မ ဒီမြတ်သောအလှကံပုဂ္ဂိုလ်ဆိုတာအခြားသာသနာမှာမရှိဘူးဘုရားသာသနာတွေမှာရှိတယ်လို့ဆုံးဆုံးဖြတ်ဖြတ်သိသွားတယ်။ဟောအားလုံးပေါင်းလိုက်တဲ့6ခုဒုတိယ6ခုလို့ခေါ်တယ်။ဒါကတတိယ6ခုကတော့ဘာလို့ဆိုလို့ရှိရင်အမေတတ်မှုကိုလည်းဘယ်တော့မှမကျွလွန်ဘူးအဖတ်တတ်တဲ့ကံကိုလည်းဘယ်တော့မှမကျွလွန်ဘူးယဟနာတတ်တဲ့ကံကိုလည်းဘယ်တော့မှမကျွလွန်ဘူးရသော်ဘုရားရဲ့ခန္ဓာကိုယ်မှာသွေးခြေဥအောင်လဲ ဘယ်တော့မှမလုပ်ဘူးဘုဒ္ဓသိတ်နဲ့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာသိကြည့်ဖို့ဘယ်တော့မှမလုပ်ဘူးတန်ခါကိုလည်းပဲဘယ်တော့မှမသိခွဲဘူးတဲ့ဒီပြင့်မှုတွေကိုသူမကျွလုံဘူးလို့ဆိုလိုတယ်နော်အဲ့ဒါလို့မကျွလုံအဲ့ဒါလို့အနန္တရိယကံ၅ပါးမကျွလုံရုံနဲ့မကဘူးဒီပြမမိတဲ့ကိစ္စမျိုးတွေကို တခုမှမလုပ်တော့ဆာကတတ္တိယမြောက်ခွဲထားတဲ့အချက်တခုပေါ့နော်ဟိုနောက်တစ်ခုသရုပ်ထမြောက်ကြတော့သူကအယူဆတရားနဲ့ဆိုင်သွားတယ်လောကမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခဆင်းပြေတာမပြေတာဆန္ဒဆင်းရဲလူ့ဘဝမှာရရှိလာတဲ့ဟာကိုယ်တိုင်လုပ်ခဲ့လို့ဖြစ်တယ်ဆိုတဲ့ကိုယ်ဆိုတာကိုယ့်ရဲ့အတ္တကလုပ်တယ်ဆိုတဲ့အသေးပဲပေါ့ ကိုလို့လို့ဖြစ်တာဆိုတဲ့မှားရင်းတဲ့အယူဆ။သာဝရဘုရားဖန်ဆင်းတယ်ဆိုတဲ့သူများလို့လို့ဖြစ်တယ်ဆိုတဲ့အယူဆ။အဲ့ဒီအယူဆတွေတခုမှမရှိဘူး။ဒါမိစ္ဆာအယူဆတွေနဲ့ပတ်သက်တဲ့စကားတခုပေါ့။နောက်တစ်ခါကိုလို့တာလည်းမဟုတ်ဘူး၊သူလို့တာလည်းမဟုတ်ဘူး။အကြောင်းမဲ့တက်တက်ဖြစ်တယ်ဆိုတဲ့အယူဆလည်းပဲသူမှမရှိဘူး။ဆိုလိုတာကတော့မှန်ကန်တဲ့အယူဆတခု ရှိသွားပြီလို့ဒီလိုပြောလို့ပဲနော်။အဲ့တော့ ကိုယ်လုံးထားလည်းမဟုတ်ဘူးသူလုံးထားလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်လာတာလည်းမဟုတ်ဘူးဒုက္ခဒုက္ခဆိုင်ရဆိုင်ရအကြောင်းတရားတွေကြောင့်သာဖြစ်လာတယ်ဒီလိုသောတာပန်ပုဂ္ဂိုလ်ကအကြောင်းစိတ်အကြောင်းမှန်တွေကိုတွေ့မြင်ပြီးဖြစ်သည့်အတွက်ကြောင့်အကြောင်းတုအကြောင်းရောင်တွေကိုဘယ်တော့မှလက်ခံတာမရှိဘူးတော့ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုဆုံးလို့တဲ့သစ္စာပိဌာနာတိအပပကာတော6ခုမြောက် ့6ခုသောဌာနတွေကိုဘယ်တော့မှသူကကျุလွန်ခြင်းမရှိတော့ဘူးဟိတံပိတံငေရတနံပဏိတံဒါသောတဘာပုဂ္ဂိုလ်ရဲ့ကြီးကျယ်စွာကောင်းတာတဲ့အနှစ်သာရရှိတဲ့ဇေရနာတစ်မျိုးပဲအဲ့ဒီလိုနှုတ်ကတည်းဆိုလိုက်ရသဖြင့်ဣတိနသစ္စေနသောတိဟောတုတတဝါတိချမ်းသာကြပါစေဒီသစ္စာစကားကိုလည်းပဲ စကြဝဠာဂရေတသိန်းရှိတဲ့နတ်တွေကအလုံးဟာခံယူထားကြမိတာဖြစ်တယ်။ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကိစ္စပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒ္ဒစေတနာဝါအပ္ပပသောတ္တပရိစ္ဆရာယအပ္ပပတဒိဋ္ဌပရတမဟုတ်တာ။ဣဒံမိတံငေရတနာပဏိတံဣတေနသစ္စေနသောတိဟောတု။သောတ္တပံပုဂ္ဂိုလ်ဟာတဲ့တခါတည်းယံ ကိုယ်နဲ့နှုတ်နဲ့မဟုတ်တာလေးတွေမှတ်တမဲ့လုံးမိတာလေးတွေရှိတယ်ပေါ့ဒါဆိုးဆိုးဝါးဝါးကြီးကိုပြောတာမဟုတ်ဘူးနော်ဆိုးဆိုးဝါးဝါးကြီးကိုပြောတာမဟုတ်ဘူးသူ့မှာအကုသိုလ်ဖြစ်တာလေးတွေတော့နည်းနည်းရှိနှုတ်ကလည်းပြောမိတာလေးတွေရှိမယ်ကိုယ်တိလက်ရောက်လုံးမိတာလေးတွေလည်းရှိမယ်အဲ့ဒါလိုရှိလို့ရှိပေမဲ့စိတ်ထဲကလည်းပဲကြံစီမိတာတွေရှိမယ်ဒါပေမဲ့လို့ဒီမကောင်းတာလုပ်ပြီးရင်သူ့မှာ ုံးလွှမ်းထားမယ်ဖုံးကွယ်ထားမယ်ရှုပ်ဝဲထားမယ်ဆိုတဲ့အတွေ့လုံးဝမရှိဘူးပုရုဇဉ်လေးကြတော့မဟုတ်တာလုံးတယ်လုံးပြီးရင်ဖုံးထားလူမသိစင်နဲ့ဆိုပြီးတော့ထားเนาะမဟုတ်တာလုံးပြီးလူမသိစင်နဲ့လူသိမှစိုးတယ်လူသိမှစိုးရုံနဲ့မကဘူးမဟုတ်တာလုံးပြီးတော့ဟုတ်တာလို့ထင်အောင်လုပ်သေးတယ်ပေါ့ပုရုဇဉ်လေးကြတော့အဲ့ဒါလုံးဩတရမပုဂ္ဂိုလ်တွေကြတော့ ပြစ်မှုတစ်ခုကျွလို့မိထားလို့ရှင်သူ့စိတ်ထဲမှာဘယ်တော့မှဖုံးမထားဘူးတဲ့ဖွင့်ပြောတယ်။ဆရာမိဘထံဖွင့်ပြောပြီးတော့ဝန်ချတယ်။ဖွင့်လိုက်ပြီးတော့ပြောတယ်။ဒါကြောင့်မို့အဘဘတော်တတ္တပရိစ္ဆနာယသူလှုပ်ထားတဲ့ပြစ်မှုဘယ်တော့မှဖုံးွယ်ထားတာမရှိဘူးတဲ့။